်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လောင်လုံးမျိုးပေါ်ရှိစစ်တပ်တပ်ဆွဲထားသောထွေးအုပ်ယုံနှင့်လူဝင်မှုကြီးကြပ်ရေးယုံကိုပြပြိုင်နေဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုသိမ်းဆုပ်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တနင်္သာရီတိုင်းနောင်လုံးမြို့ပေါ်ရှိအကြံဖက်စစ်တပ်တပ်ဆွဲထားသောထွေအုပ်ရုံနှင့်လူဝင်မှုကြီးကြပ်ရေးရုံကိုပြပြိုင်နေဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်း Campbell Different ဖို့မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါသည်စက်တင်ဘာလ30ရက်နေ့နနက်6:30နာရီမိနစ်ခန့်တွင်နောင်လုံးမြို့ပေါ်၌အကြံဖက်စစ်တပ်ကအင်အား80ခန့်ဖြင့်တပ်ဆွဲထားသောထွေအုပ်ရုံနှင့်လူဝင်မှုကြီးကြပ်ရေးရုံကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကပြပြိုင်နေဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထိုထိတွေ့တိုက်ပွဲသည်နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော့လေအရေးအတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။လောင်လုံးမြို့ပေါ်မှာစစ်ကွေးအင်အား80ခန့်နဲ့တပ်ဆွဲထားတဲ့ထွေအုပ်ယုံနဲ့လူဝင်မှုကြီးကြပ်ရေးယုံကိုကျွန်တော်တို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကထပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကြာချိန်ကတော့နှစ်နာရီခန့်ကြာမြင့်ခဲ့တယ်။ဝင်ရောက်ပစ်ခတ်ချိန်အတွင်မှာစစ်ကွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိတယ်။အရေးအတွက်အသေးစိတ်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟုကမ်ပေါ့ဒစ်ဖရာဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းသုံး KBDF ဒေါနာတက်ခွဲခွနဲ့ LPF ဖက်ဒရယ်ဒူဝန်ကျေတက်ခွဲ FPF ဂျဝဲခရိုင်ပြည်သူ့ကောက်ခွဲရေးတပ်ဦး DGPDF ရှမညမွန်တက်တော် RMA တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လရေးပူပေါင်းတက်ခွဲဘက်မှရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးကြောင်မဲမျိုးပေါ်သို့စစ်တပ်စစ်ကြောင်းများရောက်လာတော့လေတိုက်ပွဲများဆက်လက်ပြင်းထန်နေ စစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်စက်တိုက်ပစ်ခတ်နေ၍ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ကြောင်မဲမြို့ပေါ်တို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းများရောက်လာတော့လေထိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်စက်တိုက်ပစ်ခတ်နေ၍ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောပါတယ်။ရှင်းနေအော်တိုဘာလာတရက်နေ့တွင်ကြောင်မဲမျိုးပေါ်သို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းများရောက်ရှိလာတော့လေထိထွေတိုက်ပွဲများသည့်လက်ရှိချိန်မြို့ပြင်တွင်ဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရပါသည် စစ်ခွေးစစ်ကြောင်းကမြို့ပေါ်ကိုဝင်လာတာတော့ဟုတ်ပါတယ်။တိုက်ပွဲကမြို့ဝင်ထွက်မှဖြစ်နေတော့မင်းစစ်ခွေးတွေကလက်နဲ့ကြီးလက်နဲ့ငယ်တွေဒရုန်းတွေကိုစက်တိုက်ကိုပုံကျဲပြက်ခတ်နေတာပြည်သူတွေလည်းမနေရတော့ဘူးတိန်ရှောင်နေရတယ်။တိုက်ပွဲကဆက်လက်ဖြစ်နေတော့မယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ထို့ပြင်ယမန်နီစတင်ပါလာ30ရက်နေ့မွန်လွဲပိုင်းကလည်းအကြံဖက်စစ်တပ်ကကြောင်မဲမြို့ပေါ်ကိုဒရုန်းဖြင့်မီးလောင်ပုံများကျဲချတိုက်ခိုက်ခြင်းလက်နဲ့ကြီးများဖြင့်ပြစ်ခတ်ခြင်းကြောင့် မျိုးရင်းရှိနေရအချို့မိသက်ယုံတစ်တော်ယုံနဲ့ရဲစခန်းတို့မိလောင်ပြကြခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်တပ်သည်ကြောင်မဲမြို့နယ်ကိုတာလွန်အင်အားဖြင့်လေကြောင်းလက်နက်ကြီးဒရုန်းများအပါအဝင်အစိမ့်ဝေပုံများကိုအသုံးပြုပြီးရန်တမ်းပစ်ခတ်တိုက်ခိုက်နေသောကြောင်းလက်ရှိချိန်တွင်ပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။အလားတူယမန်နီကလည်းအကြံဖက်စစ်တပ်နှင့်တောင်တက်မတော်တို့ကြောင်မဲမြို့အနီးပင်တီကျွရနှင့်နောင်ချိုမြို့နယ်ဘန်ကာချောင်းအနီးတွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်း ် DNL ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်ပြည်သူများအနေဖြင့်အကြံဖက်စစ်တပ်လေကြောင်းလက်နက်ကြီးနှင့်ဒရုန်းများဖြင့်ပုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စစ်ရေးတရီအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကောက်ွယ်နိုင်ရန်လေကြောင်းရန်ကောက်ွယ်ရေးဆိုင်ရာနီးလန်းများကိုလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း DNL ကထုတ်ပြန်ထားပါသည်ဆလပီဗမော်တိုက်ပွဲပြင်းထန်စစ်ကောင်စီတပ်စခန်းအချို့ KIA ပြန်သိမ်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်တို့ဒီကနေ့အောက်တိုဘာတရက်အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေလို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ KIA တင်ထားတဲ့စစ်ကောင်စီတပ်ဆွဲရနေရာတွေတပ်စခန်းတွေပြန်ရဖို့စစ်ကောင်စီကဩဂုလကလေးကထိုးစစ်ဆင်နေတယ်လို့စတင်ပါလကုံပိုင်းမှာလည်းထပ်မံထိုးစစ်ဆင်နေလို့တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပါတယ်။ဗမော်တိုက်ပွဲလက်ရှိအခြေအနေမှာ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီအပြန်အလှန်ထိုးစစ်ဆင်နေတဲ့အနေအထားလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ပွဲချမ်းနေတဲ့ဗမော်မှာသူတို့လည်းရှေ့တိုးလိုက်ပြန်ဆုပ်လိုက်ပြီ။နေရအချို့ငါတို့ပြန်ရတာတွေရှိတယ်လို့ခချင်းစည်ရေးတရင်ရင်မြက်ကအောက်တိုဘာတရက်အထိစည်ရေးချင်းတွေကိုပြောပြပါဗျ။ပြန်လည်သိမ်းပိုက်နိုင်တဲ့နေရာတွေကိုတော့လက်တလောပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့လည်းပြောပါဗျ။စစ်ကောင်စီတပ်ဟောင်းဗမော်မျိုးက KIA သိမ်းထားတဲ့တပ်ရင်းအချို့နဲ့နေရအချို့ကိုအောက်ကုန်းနဲ့စက်တင်ဘာမှာ ပြန်လည်သိမ်းပိုက်ထားနိုင်ခဲ့ပါဗျ။စစ်ကောင်စီကဗမော်မျိုးကိုစစ်တင်ဘောတွေနဲ့စစ်အင်အားဖြည့်ပြီးထိုးစစ်တွေပြုလုပ်ရမှာ drone လက်နက်ကြီးလေကြောင်ပစ်ကူပေးပြီးထိုးစစ်ဆင်နေတာဖြစ်ပြီး နေ့စဉ်ဒီပါလေးချောင်းတိုက်ခိုက်တာလှုပ်ဆောင်နေတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ KIA ဟာဗမော်မျိုးသိန်းနိုင်ဖို့2024ဒီဇင်ဘာကလေးကထိုးစစ်ဆက်တင်ခဲ့တာဖြစ်ပြီးတိုက်ပွဲဆယ်လာကြာမြင့်နေပြီဖြစ်ပါတယ်။ဆက်လက်ပြီးမြောက်ဥက္ကလာပါ22ရက်ကွယ်အုတ်ချွေမှုရုံကိုမျိုးပြအဖွဲ့တွေတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲအတွက်လှုပ်ဆောင်နေသလိုလူငယ်တွေကိုဖမ်းပြီးရောင်းစားနေတဲ့ရန်ကုန်မြို့မြောက်ဥက္ကလာပါမြို့နယ်22ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ကွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အုပ်ကြီးနဲ့အပေါင်းပါရုံးတဲ့ဝင်မှဝင်ထုတာပါအထူးကိရှိမယ်လို့ပြောပါတယ်။စက်တင်ဘာ30ရက်ည7:00နာရီခန့်မှာရန်ကုန်အာမေနဲ့အနောက်ပိုင်းခရိုင်ပါကဖားတို့ပူးပေါင်းပြီးအထက်ပါရက်ကွက်ရုံးကိုပြင်းအမြင့်မိုင်းတလုံးလက်ပစ်ပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ရန်ကုန်အာမေအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲအတွက် ကူညီလှုပ်ဆောင်နေတဲ့အုပ်ချုပ်ရေးမှုတွေကိုစက်တိုက်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာဖြစ်ပြီးပြည်သူတွေဘက်ကလည်းရက်ကွက်အုပ်ချုပ်ရေးမှုတွေပြိနေတာခံနေရတဲ့အကြောင်းကိုနေ့စဉ်တိုင်ကြားမှုတွေရှိတယ်လို့ဆိုပါတယ်။ကျွန်တော်တို့လည်းအကုန်လုံးကိုလိုက်မလုံနိုင်တော့စာထုတ်ပြီးသတိအရင်ပေးတာလုပ်ရတယ်။ဒါကိုတချို့လူတွေကအားမလို့အမရလှပြောကြတယ်။သတိပေးနေရတော့မယ့်အချိန်မဟုတ်ဘူး။ဘာညာပေါ့ဗျာ။ကျွန်တော်တို့ကပို့ပြီးတောင်အဲ့ပြောတဲ့သူတွေထက်အက်ကောင်တွေကိုလှုပ်ချင်တော့ပုံမစ်ရှင်တစ်ခုလုပ်ဖို့ဆိုတာကုန်ကြစရိတ်ညားတယ်။ ချိန်ပြီးလုပ်နေရတဲ့အနေအထားတွေမှာတချို့သူတွေနားလဲစည်းခြင်းနဲ့ပြလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ဒီနေ့မစ်ရှင်အကြောင်းကိုအနောက်ပိုင်းခရိုင်ဖကဖကလည်းအုပ်ကြီးတွေအစင်လိုက်လာမယ်လို့ရှင်းသားထုတ်ပြန်ထားပါတယ်။ရန်ကုန်အာမေအဖွဲ့အနေနဲ့ဩဂုတ်နဲ့စက်တင်ဘာလအတွင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်လှုပ်ဆောင်နေသူတွေကိုဒီနေ့မစ်ရှင်အပါအဝင်၅ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ကိုရက်ွက်ကိုကိုတိုင်ဖိနှိပ်အနိုင်ကျင့်နေတဲ့အုပ်ကြီးတွေစီကျွန်တော်တို့အရောက်လာမယ်လို့ပြောပေးပါစောတာနဲ့နောက်ကျတာနဲ့ပဲကွာပါမယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ ဆက်လက်ပြီးလပဒန်ကမ်းပြိုကြီးရွာတွင်စစ်မှုတန်းကြီးလာောက်သည့်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးကာတနက်နေ့လက်သိမ်းစီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ပဲခူးတိုင်းလပဒန်မြို့နယ်ကမ်းပြိုကြီးရွာတွင်စစ်မှုတန်းကြီးလာောက်သည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးပြီးတနက်နေ့လက်သိမ်းစီရရှိခဲ့ကြောင်းတာယောရီခရိုင်တရင်3000ရှိရာနှင့်တက်ခွဲနှင့်မှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလာတရရနေ့နနက်9:30မိနစ်ခန့်တွင်လဗဒန်မြို့နယ်ကမ်းပြိုကြီးရွာတွင်စစ်မှုတန်းကြီးကောက်ပြီးထွက်ခွာလာသောအင်အား20ကျော်ပါစစ်တောင်းကုန်တာယာဝရီခိုင်တရင်3800နှင့်တက်ခွဲနှင့်ရဲဘော်များကတဲကိုဆယ်လမ်းစုံ၌စောင့်ကြို၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်လက်နက်ကြီးလက်နက်ငယ်များဖြင့်မိနစ်40ခန့်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်မှအထိနာကတက်ပြတ်ပြီးပြန်ဆုတ်ခွာသွားကြောင်းသိရပါသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ရေးတပ်ဖွဲ့များကနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်သားတအူရဲတအူရုပ်အလောင်းနှင့် G3 တနတ်တလန်ကာပိုင်တနတ်တလန်ကြီးပေါက်လေးခုကာပိုင်ကြီး42တောင်းလက်ပြပုံနှလုံးဓာတ်တစ်ချောင်းဗတ်တစိတ်2ခုမိုဘိုင်းဖုန်းတစ်လုံးငွေသား9,200ကျပ်နှင့်မှတ်ပုံတင်ကတ်တစ်ခုတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေးတွေတော်တော်အထိနာပြီးပြန်လည်ဆုတ်ခွာသွားပါတယ်။အက်ခွေးတွေကကမ်းပြိုကြီးရွာမှာစစ်မှုတန်းကြီးလာကောက်တာကိုကျွန်တော်တို့ရဲဘော်တွေစောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ ျွန်တော်တို့ပြစ်ခတ်ခဲ့တဲ့40မမဘုံသီးထိမှန်ပြီးစစ်ခွေးနှစ်ကောင်ကတော့ပွဲချင်းပြီးတည်တယ်စစ်ခွေးတည်ဆုံမှုအရေးအတွက်ပုံများနိုင်နေကျွန်တော်တို့ရှင်းလင်းရေးလုပ်နေတော့မှာစစ်ခွေးတွေကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ခတ်လို့ပြန်လည်ဆုတ်ခွာခဲ့ရတဲ့ဟုဒါယဝတီခရိုင်တရင်3800နှစ်တက်ခွဲနှစ်မှာတာဝန်ရှိသူကပြောဆိုပါတယ်လက်ရှိအချိန်တွင်အထိနာသွားသောအကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးများဖြင့်ရန်တမ်းပြစ်ခတ်နေ၍တိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်သောကြောင့်ပြည်သူများအနေဖြင့်၎င်းတို့အနီးသွားလာနေထိုင်ခြင်းများမပြုကြရန် တာယာဝတီခရိုင်တရင်3800နှစ်တက်ခွဲနှစ်ကအသီးပြေပြောဆိုထားပါတယ်